ချာဖက်ပိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ Access Audio ဝေချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကဘက်ပြပြီးစတဲ့ဝိထုတို့ရဲ့အကောင်းဆုံးကတော့ဆရာနေဝင်းမြင့်ရေးသားထားတဲ့ဝေလဲတော်ပစိုးပိုးမျိုးငယ်ပါပါစားဆိုတဲ့အကောင်းဆုံးနဲ့ဝိထုတို့လေးကိုဖက်ပြပေးခြင်းပါတယ်။ကျောက်တို့အမေများပြောမှုတာပြောပါရယ်ဇက်သေးပွဲတဲ့ဒါမှမဟုတ်ရက်သေးရွာတဲ့တက်ဆက်သေးမှာပြိုင်းအောင်တခြင်းများကြားလိုက်လို့တခြင်းတွေက ချက်တော်ဦးငလူးငယ်ပါပါစတောက်တော်ဦးမွေမျိုးငယ်ပါပါစဝေလဲတော်ပစိုးပိုးမျိုးငယ်ပါပါစတို့ဘာလို့များကြားလိုက်လို့ကတော့ဖွားဟဲ့နမိတ်မရှိနမမရှိမကောင်းသူပဲကောင်းသူကဲဆိုပြီးစရီးတစ်ချက်ဖြစ်ကနေထွေးလိုက်တဲ့မင်္ဂလာမရှိတဲ့တခြင်းနားနဲ့တော့မကြားချင်ဘူးဆိုတဲ့သဘောနေမှာပေါ့ကျုပ်တို့များတော့တခြင်းတော့မဟုတ်ပါဘူးအကျိုးပေးမကောင်းပုံများတင်းဆိုင်ထဲမှာနေရတာ တစ်တာလာဝင်ခေါင်းနဲ့ရွက်ပြီးတော့လိုက်ပို့ရတာဒီလိုမျိုးကလည်းဖះဆူရစေသက်တက်နဲ့တကူလုံးရလိမ့်မယ်လို့တွက်ခဲ့တာလည်းမဟုတ်ဘူးဒါပေမဲ့ဘယ်နဲ့လုံးရမလဲဘဝအကြောင်းဆိုတော့လေလုံးရတာပဲလေပတ်စံငွေစာကြီးစာကလည်းမျက်မျက်ဆက်ဆက်ရတာလေတကြောင်ပေါ့တခြားလို့မလုံးတက်တာလည်းတကြောင်ပေါ့ဟဲ့ဒါဆိုကြီးခေါင်းရဲ့ပြတ်တို့ဈေးလေးရောင်းပါလားလို့တော့မပြောပါနဲ့ရလာတဲ့နေကုန်လေးဘူးစကားရှောက်မှအစိတ်ပေါ့ 30ပေါ့အကျွေးကလည်းကြောင်းမယ်ပြီးတော့ဘယ်မလဲငွေရင်းကျုပ်အခုလုပ်နေတဲ့အလုပ်ကအကျွေးကြရစရာလည်းမရှိငွေရင်းလည်းမလိုမလုပ်ခင်ကတည်းကငွေရနေပြီသား80လည်းဟုတ်တယ်100လည်းဟုတ်တယ်ဝေးလို့များတော့ဝေးတလောက်တောင်းဗစက်သေးကဈေးဟာအတီးပဲလူကိုလိုက်လို့ခရီးအဝေးကိုလိုက်လို့ကြည်တောင်းရတာပဲရလဲရတယ်ရသမျှနေတိုင်းကိုရတာလူကနေတိုင်းသေးနေတာမဟုတ်လား ရက်ကွက်ထဲမှာနေတဲ့လူတွေကမသိမသာဘူးပေါ့မယုံရင်တင်းကျိုင်းနေနေကြည့်ပါလားတနေ့တနေ့သေးတဲ့လူမှနေတာမှလို့တင်းကျိုင်းဆက်ကိုကိုပင် အောက်ကြီးကတဲထဲမှာနေလာရတာနှစ်ကိုပဲဂျိုးထိုးနေပြီကျုပ်အချင်းအနှစ်30လောက်ရှိမယ်ထင်တယ်ကျုပ်အသက်လား40ကျော်လို့ခြောက်နေတဲမှာလင်လဲ30ရှိပြီ တကယ်ပြောတာပါပထမဆုံးလင်က ဆုံးသွားရှာတယ်သူဆုံးတော့ကျုပ်က ငငယ်ရယ်နောက်လင်ကတော့ကွဲကူကွဲတာ ကျုပ်အသက်နဲ့တကူလုပ်ရလိမ့်မယ်လို့မတွက်ခဲ့တဲ့ဒီအလုပ်လဲဒင်းကဆက်သွင်းခဲ့တာပါအခုတော့တခါတခါဒင်းကိုကျေးဇူးလဲတင်ပါရဲ့စိတ်လဲနာသေးတယ်တေချင်းစိုးကလည်းဖယ်ရောက်နေမှန်းတော့မသိဘူးကျုပ်တို့သားမိတင်းချိုင်းဆက်ကတဲကြီးထဲမှာဖြစ်ထားခဲ့ပြီးတော့ထွက်သွားလိုက်တာဘမမွေဘွေးကြိုက်နေတယ်တော့မသိဘူးတခါမှတော့ပေါ်မလာဘူးရှိလာပေါ့လေးငါးနဲ့တော့ဒါပေမဲ့ကိုစံမောင်ကကျုပ်တို့ကိုနှင်မထုတ်ရှာဘူး မတောင်လုံးလဆလုပ်တွေဆက်လုပ်ဖို့တဲ့ဘဲမှလည်းမသွားနေတဲ့ပြောရှာပါတယ်ကျုပ်ကလည်းမသွားပါဘူးတခြားဘာလုပ်တတ်မှာတော့မဟုတ်ဘူးလားကိုစံမောင်တို့ကတော့တက်နိုင်တဲ့သူတွေကိုသူတို့လည်းတင်ကြိုင်တဲမှာပဲနေတာပါပဲပတ်စံရှိတော့လေးပင်နဲ့ထက် အင်ကြီးနဲ့နေတယ်တိတာမျိုးစုံကိုလုံလဲလုပ်တယ်ရောင်းလဲရောင်းတယ်ဆိုတော့ချောင်းနေပါတယ်အနီးနားကကုတ်ကုတ်ပင်တွေကိုဝယ်ပြင်ချက်တွေဖျောင်းခွဲငွေရောင်ဖောက်ပန်းစာရိကတ် ပြီးရင်တက်တာလူကိုစီထက်ထားလိုက်တာပဲဈေးကတော့အမျိုးမျိုးပဲလူတွေပြီးဆိုမှတော့ဒီတက်တာတွေကမသုံးမဖြစ်ဘူးမဟုတ်လားဝယ်ရတာပဲကြိုက်စီလည်းပေးရတာပဲအတူပါကြီးဖြားလေးနဲ့ပတ်ချလို့လည်းရတာမှမဟုတ်တာချိန်မှဂျူဆွဲချလို့ကလည်းမဖြစ်လူကိုလူကသေးတာတော့အလှပါကြိုက်သေးတယ်လေဝယ်သူလာပြီးဆိုရင်ကိုစံမောင်က မလန့်မကန့်ကကြုတ်တဲကိုလှမ်းခေါ်တော့တာပါပဲကြုတ်လေသေးရဲ့ တတဝေသူလာပြီကိစ္စတော့ပေါ်နေပြီကျုံရွက်ပူရတော့မယ်ဆိုတာဒီတော့မနက်မိုးလင်းလာတဲ့တဲရှိကတကားလှုပ်ထားတဲ့ဂုံဒီဖြင်စကိုအတာမတင်ပြီးတော့ဆက်လိုက်အတူမိညင်ရဲနဲ့ကိုစံမောင်အိမ်ဘက်ကိုလှမ်းမြော်ကြည့်နေလိုက်ရတာပဲတတဝေသူတွေကလည်းဟိုလုံးချလိုက်ဒီလုံးချကြည့်လိုက်နဲ့မြေကြီးရဲ့မြုပ်ရမယ့်ပစ္စည်းတော်အနာစာရွေးကြသေးတာတဲ့သာသလုံးတံမိုးကလည်းဒီခေတ်မဟုတ်သေးဘူး တကယ်အနေချက်အသေးချက်ကြီးတော်ရုံတစ်တာတွေတော့900 600လောက်တောင်တန်းတယ်တချို့လူတွေကတော့အသင်းမောပုံခရစ်ယာန်တစ်တာမှဝဲတာသူကနှစ်မျိုးရှိတယ်ဖြူနဲ့အနတ်ဖြူကလူဖြူသေးရင် သုံးတယ်အနတ်ကအေနောင်ရှင်သေးမှသုံးတယ်ရှားဘူးတာပါတချို့ပတ်စံရှိတဲ့လူတွေကြတော့လေအသင်းမောပုံထဲမှာလှလဲလှတာကိုလက်ကင်တွေနဲ့ပန်းနေမိုးရာတွေရှိလို့လေကျုပ်တို့အညာမများဖြင့်တေသူကိုသာဟန်ချက်မနေပါဘူး ဘာပဲဖြစ်ဖြစ်လေဆက်လိုက်အတူနဲ့ကျုပ်ကိုစံမောင်းအိမ်ဘက်ကိုလှမ်းမြော်နေရတာကကျို့အလုံးမဟုတ်လားညှော်ရတာပါပဲလေတနေ့တနေ့လာလဲလာပါတယ်မနက်9နာရီ10နာရီဆို ပေါက်လာတော့တာပဲကိစ္စပေါ်ပြီဆိုရင် ပေါ်တဲ့နေ့ကတော့တက်ပြောက်စွန်တို့ရတာတို့အိမ်အခင်းချင်းပြင်ရတာရွှေ့ရတာတို့ဘာလို့နဲ့မဝယ်ပြကြဘူးကျုပ်တို့လူမျိုးထုံးစံကလည်း3ရက်5ရက်9ရက်ထားလေးရှိတော့နောက်တနေ့ရောက်လာကြတော့တာပါပဲ ကာယကံရှင်ကတော့လိုက်ခဲပါတယ်။ဒီကိစ္စကြွန့်ကျင်သူ လူရက်ွက်တဲကလှုပ်ဖူးကင်မှုတဲ့သူကိုလှုပ်လိုက်တော့တာပါပဲ။အဲ့ဒီလူကလည်းဝေဘူးချမ်းမှုတော့စကားသိပ်မပြောရပါဘူး။ဈေးလေးပြောပြီးတော့ရင်ပြီးသွားတာပါပဲ။ဒီကိစ္စကဈေးမစစ်ကောင်းမှုဆိုတော့နည်းနည်းပါးပါးနှိကြရုံပါပဲ။ပြီးရင်တော့ကိုဆံမောင်ကဆက်လေးလေးတဲလို့လက်ဖက်ရည်လေးတိုက်လို့တောက်ပြီးကြရင်ကျုပ်ကိုလှမ်းခေါ်တော့တာပါပဲ။မတောင်းရီ ကိုင်ကိစ္စတော့ပေါ်လာပြီတဲ့ကိုရက်ွက်ကားကိတ်ဆောင်ကယထာလန်းလာမှာရက်ခပြောလိုက်အောင်ဟောကျုပ်ယူနေတာအမြဲတမ်း80ပါဒါကထုံးစံမဲ့ဥစ္စာတချို့ကလည်းဒီလောက်လေးပြောလိုက်တာနဲ့ဟာရက်ခက80တောင်လားမဟုတ်သေးပါဘူးဆိုပြီးတော့တုံးမိကတဲ့လှုပ်ချင်ကြတာလည်းရှိရဲ့တချို့ကလည်းလူမသေးပြီဆိုမှတော့မစစ်တော့ပါဘူးရော့အင်းပဲကျုပ်ကကိုစံမောင်ကိုအားနာလို့ပါ ပြောလိုက်ချင်တာဈေးများရင် တော်တို့ရွက်ကြည့်ပါလားလို့ဟုတ်တယ်လေကားငါကြည့်ပါလားလို့တော်ယုံကားကလည်းမလိုက်ပါဘူးလိုက်ရင်လည်းရာကြောပဲသူတို့ကလည်းဓာကြီးတင်ပြီးတော့ပြေးရည်တွေပတ်အမွေးရည်တွေဖျန်းရခေါင်းလျှော်ရည်နဲ့တကားလုံးကိုဆေးရနဲ့တိတ်တတာပုံမရပါဘူးမိရင်တော့စိုက်ကားတွေကလိုက်ဖို့ပါတယ်လူစည်းစိုက်ကားတွေကလည်းလိုက်ခဲတယ်ရေခဲစိုက်ကားတို့ပလက်ခုံစိုက်ကားတို့မှလိုက်တာလိုက်ရင်လည်းလျှော့ယူဖို့စိတ်တောင်းမကူဘူး ကျုပ်ရွေးရတာကလည်းတကယ်တော့တက်တာရင်မထင်နဲ့တော်လို့မရွယ်ဘူးလို့ရွက်ကြည့်စေချင်ပါတယ်ထုံးဆိုင်အတိုင်းဆိုလို့ကတော့တက်တာကို မှောက်ပြီးတော့စားရွက်ကလေးကလမ်းမှာချနာလို့ရတာမဟုတ်ဘူးတက်တာဖုံကလည်းတက်တာပေါ်တင်ချင်တယ်မတင်ချင်ဂျိုင်းကြမှာညက်လက်တစ်ဖက်ကပိုက်ပြီးတော့ဇက်တောင်းတောင်းနဲ့သွားရတာတချို့အိမ်များလီးငါးမိုင်လောက်တောင်ဝီးသေးသွားရတာပဲရေစာလို့ချတော့လို့လည်းမရဘူး ။ဒီအာကြီးနဲ့ဘယ်ငါရေးတိုက်မှာတော့ဇန်းနာလို့လဲခြာနာလို့မရဘူး။နေဘူးလို့သူများစေးဆိုင်ရေးခိုးဖို့လဲစိတ်တောင်မကူနဲ့ပါရိုက်လိမ့်မယ်။အယူကြီးတဲ့ဒေတာများတက်တာဘုံကိုဘယ်ညာပြောင်းလို့တောင်မရခြင်း။တက်တာကြီးနဲ့နာရင်ရွာနာတယ်လို့အယူရှိတာကိုသွားရင်ကနောက်လည်းလှည့်လို့မရဘူးတဲ့။သွားရင်များသူများကိုခလုတ်တိုက်မိလို့လည်းမရဘူးတဲ့။သူများကလည်းကိုယ့်ကိုမတိုက်ရဲပါဘူး။ကားတွေသာဆိုဘေးကရှောင်မောင်းတယ် ထိသွားမှာဆိုလို့ကြက်တည်းမရှိလို့ပေါ့လေနောက်တစ်ခုကတော့လိုက်ဖို့ရမယ်ရွက်ွယ်ရလို့တက်တာကြီးထမ်းပြီးတော့ဟိုအိမေးဒီအိမေးလို့လည်းရတာမဟုတ်ဘူးဒီတော့ဝယ်ဆကလေးကတေချာချိန်ထားရတယ်ကာယကန်းရှင်တယောက်ကအထွက်ကြိုမှရတယ်ကာယကန်းရှင်ကစောင့်ခေါ်သွားရင်တောင်မှလမ်းကြိုလမ်းကြအိမ်ကြိုအိမ်ကြားကခေါ်သွားလို့မရဘူးလမ်းမကဖြောင်းဖြောင်းသွားရတာကာယကန်းရှင်ရောက်တော့လေလေးလိုက်တာလို့မငြေးရဘူးဆိုတာရှိသေးတယ် တချို့ကအဲ့ဒါလို့ပြောရင်အာကြီးစိတ်ဆိုးတယ်။ကျုပ်ကတော့ယူယူပြောမိတာပါ။အဝေးကြီးကရွက်လာရတာဇက်တွေဆိုတာဘူးထူနေတာပဲမဟုတ်လား။တစ်တာရဲကောင်းထည့်ရတော့လီမတိုးပါမတိုးနဲ့ချွေးဆိုတာပြုတ်ထားတဲ့အတိုင်းပဲ။တစ်တာဖုံးကတစ်ဖက်ဆိုတော့ကိုင်းရတာစဉ်းစားတာကြည့်ပြီးတော့အဲ့ဒါကိုလေးတယ်လို့မပြောရဘူးတဲ့။အကောင်ဆုံးကဘာမှမပြောတာပါပဲ။ယောဂပဆန်ကခြေပြီးသားပါ။ ဒါပေမဲ့လမ်းစီလေးမို့ဖို့လေးပေးပါအောင် ဆိုပြီးပေးထိုင်းနေရင်လည်းခိုင်ခန့်ရှင်ကထုတ်ပေးတာပဲ။တချို့ကလည်းပေးပြီးသားပဲဗျ။ဘာညာနဲ့မစီမဆိုင်ဝဲဟောင်းခြင်းနဲ့။ဘာပဲဖြစ်ဖြစ်ပေါ့လေ။ကျုပ်တို့လူလူမျိုးတွေကတော့ဒီလိုမျက်နှာပြောင်ပြောင်နဲ့တောင်းရတော့တာပါပဲ။ဘယ်နဲ့လုပ်ရမလဲ။ရရင်လည်းအမြန်မရရင်လည်းပြန်ယုံပေါ့။မတက်ကဆက်လိုက်ခွက်ထဲကဆက်လိုက်လေးငါးလေးနှိုက်ပြီးတော့ထလာလိုက်ရင်လည်းတညစာတော့ပြီးသွားတာပါပဲ။ ဒါနဲ့ကျုပ်ယောက်ျားကနောက်ဆုံးကောင်အကြောင်းကိုမပြောရသေးဘူးသူ့နာမည်ကမောင်ငယ်တဲ့မောင်ငယ်ဆိုတဲ့အတိုင်းတကယ်လေကျုပ်မောင်အငယ်လောက်ရှိမှာပါကျုပ်ထက်တတော်ကိုငယ်တယ်ဒါကြောင့်လေသေချင်းစိုးကစိုးကျင်တာစိုးနေတာယူဇာကတော့သွားခော့ခော့နဲ့မျက်နှာကတင်းတိတ်တွေနဲ့ခါတစ်ဖက်ကလည်းခြေတစ်ဖက်ကဆွဲနေကျုပ်ကိုသူက အသက်ကြီးတဲ့ကြားကယူထားလိုက်တာကိုပဲကျေးဇူးတင်ရသေးတယ်အောင်မေလို့သာဘယ်ဟုတ်မလို့မသားကအရေးတောက်ရှင်လို့ရော ဖဲကလေးပုတ်ချင်လို့ရောမိမရွှေနှိုက်ချင်လို့ရောမန္တန်မိုးလေးရဲ့အရင်နဲ့အရင်မျက်နှာတက်တာအရင်နဲ့ပလုတ်ကျင်းတာမျက်ပေါက်တွေဆိုတာဘရောမှမပွင်အထက်မျက်ခန်းနဲ့အောက်မျက်ခန်းကတွဲချုပ်ထားတာကမှချိုရိုးပေါ်နေနိုင်သေးတယ်ရေကတော့သူလည်းမချိုးကျုပ်လည်းမချိုးပါတင်းကျိုင်းနဲ့ခက်ဝေဝေကရေပိုင်ပုံမှာတောက်ရေတော့ရတယ်ဒါပေမဲ့ရေချိုးပွင့်တော့မပေးဘူးချိုးရင်တော့ရေကဲ့ချိုးပဲ အမေသူကကျုပ်ကို ရိုက်နှက်သေးတာကျုပ်ကလေးတွေကိုလည်းနှိပ်စက်ချင်သေးတယ်ဘာမှလို့လဲဒင်းကဒင်းကိုယူတော့ကထမင်းအောင်နမ်းမှန်တကောင်မဟုတ်ဘူးငေးချင်းအငါတူးတဲ့ကအရက်ပလင်ခါထိုးပြီးတော့နေဘူးကြီးတဲ့ချင်းအငါတူးတဲ့ကတင်းချိုင်းလေးနေတိုင်းတွေ့နေတော့နီးဆက်သွားတယ်ပြောရမှာပေါ့မယူသေးစကားမယူခင်ကဒင်းကကျုပ်ကိုအချောင်လိုက်ချင်တာယူဖို့များ စိတ်ကူးခဲ့တာမဟုတ်ဘူးချင်းချင်းတူးတူးသဘောထားတာ ကျုပ်ကလည်းလေးနှစ်ယောက်ယာဘူးသားတော့တည်တာပေါ့ကျုပ်ကတော့တန်ရောစင်လေးကိုဖြည့်လို့ကျုပ်ရဲ့တဲကလေးကိုအရေးခိုလိုက်ကျုပ်သားကလေးကိုအရက်ဝယ်ခိုင်းလိုက်ရတဲ့ပတ်စံလေးကိုကျုပ်ကိုအပ်ထားလိုက်တဲ့နေရင်ကကျုပ်နဲ့သူအနေနီးဆက်ပြီးတော့ညားခဲ့ကြတာပေါ့ညားကမှပိုဆိုးလာသေးတယ်ပြောရတော့မဘာမှကိုမလုပ်တော့တာငေးချင်းတော့မတူးတော့ထိုင်စားပဲကျုပ်တတရွယ်လို့ရတာလေးကိုထိုင်စားရင်လည်းအိမ်မှာဗျင်လုပ်တော့တာပါပဲ ကျိုးအပြင်ကတစ်တာရွက်ပြီးလို့ပြန်လိုက်ကြာရင်ကြာပြန်ပြီထမင်းစာရင်စာပြန်ပြီပက်ဆံမပေးရင်လည်းမပေးလို့နဲရင်လည်းနဲလို့မုံမုံနဲ့နှောင်းအောင်နေရင်ထားရချင်းရိုက်တာကျုပ်ကလည်းယူမိပြီကိုနင်းသားပဲကိုကျုပ်တို့မိမတွေကတသက်လုံးဒီလိုအယိုင်နဲ့ခံလာရတာပါပဲစမ်းနာမှတ်လို့စိတ်တော်နာသားဖះဆူညာမပြောပါဘူးအခုတော့ကျုပ်ကအသက်ကလေးလေးရလာပြီမောလေမောတယ် ဒင်းကတော့နေမှုညမှုပဲမနဲ့လေနေမြင့်မှာထားတယ်ဒီကြတဲ့မနဲ့မနဲ့အမူးနာဖြေဖို့တဲ့အရက်တစ်ပိုင်းလောက်ဝယ်ထားရသေးတယ်စိတ်တွေလည်းကုန်ပါတယ်တကယ်နေရမရရလို့တအောင်တနာစကားပြောရတယ်စိတ်ချမ်းသာရတယ်ကိုတခါမှမရှိဘူးနေကံများမကောင်းချက်ပြောတာပါ တခါတခါသေသွားတဲ့အမိကိုသတိရတယ်ဒီလောက်ကရှက်เสียရလဲမဟုတ်ပါဘူးကောင်းရန်ကောင်းဝယ်ပဲ စာမတက်ပြီမတက်နဲ့ဒီလောက်ပတ်စံရတာလုပ်ပြောတဲ့အလုပ်ပါ။ဒါပဲမဲဒါကဒါပါပဲ။အမေများသိရင်ရင်ကျိုးမှာပဲ။အမေတို့ကစတော့ငါလူငယ်ပါပါစတော့မကြားကျင်ဘူးမဟုတ်လား။ဘယ်နဲ့လုံးမလို့။အညာကစင်းလာကလေးကကိုဘွားကိုအကြောင်းကိုထုံကိုရီဆက်ကတင်းဆိုင်ထဲမှာနေရတာဘယ်နဲ့မှမတက်နိုင်ဘူး။လူပြုတ်ပြင်လို့လဲရတာမှလို့ အဲ့ဒီနေ့မနက်ကကိုစံမောင်တစ်တာဆိုင် ရှိမှလူ၃လေးဦးစတွေ့ကြတဲ့ကကျိုးရွရတော့မယ်ဆိုတာသိသားပဲရွယ်လဲရွယ်ရတာပါပဲ80နဲ့တဲ့တိတ်မဝေးပဲ80ရတာဘာစိတ်ကူးပေါက်လို့လည်းမသိပါဘူးအိမ်ကမသားကဒီနေ့မနက်အစောကြီးနိုးနေတယ်သူလဲလိုက်မယ်တဲ့လိုက်ပေါ့တခါမှတော့မလိုက်ဘူးပါဘူးအဲ့ဒီနေ့ညကအရက်လေဝေမထားတော့ကျုံနောက်လိုက်ရင်အရက်ဝေတော့ချင်းလို့လဲပါမှာပေါ့ထင်းနဲ့အတိုင်းပါပဲတော့ တစ်တာရွက်ဖို့နေနေတဲ့သားတစ်တာဖုံတော့မကင်ချင်းဘူးရှက်လို့ရလေသေးချင်းစိုးကမြေချင်းတူးလာတဲ့ဘဝကိုမိတာပြောပါတယ်ဖောတို့ဖောရောင်မျက်နှာနဲ့ခက်လန်လန်ကခွာလိုက်ပြီးတော့အရဘိုး30တောင်းတော့ကျုပ်လည်းမောမောနဲ့ပြောပြလိုက်တယ်မောင်ငယ်နေဟာကမလွန်လုံးဘူးလားဟဲ့တသက်လိုက်လာပြီးဒုက္ခပေးတာငိုးတော်မလင်းသေးဘူးကလေးဒီရေကိုဝင်းကြချင်နေလိုက်တာလွန်တယ်ဟုတ်ပါတော့ ခြေထဲရှိတာပြောပြလိုက်ရမှဒင်းကတော့မျက်တောင်ကြီးหนีပြီးတော့ကြုတ်ကိုရန်လှုပ်ချင်သေးတဲ့ပေါ့နေဘူးတဲ့လှုပ်ရလို့ချက်ခိုးဆွဲနေတဲ့အသားနဲ့သွားခေါခေါခါဆောင်ဆောင်အသက်ကြီးကြီးမိန်းမကို သူမရားထင်ပါလေစိုးတယ်နဲ့တူပါရဲ့ကျုပ်ကလည်းခေါင်းထက်ရွက်ထားတဲ့ဂျားလေးကပဲတလန်လုံးမြစ်တာပို့လိုက်တယ်တစ်တာဘုံကလည်းတစ်ဖက်ကဂျိုင်းဂျာညှက်ပြီးတော့ပလိုက်ရတော့ဒေါသတွေကလည်းထွက်တာပေါ့ မသားကအကျင်နာတရားတစ်စမ်းမှကိုမရှိတာများကန်းကုန်ရောပို့ရမယ့်အိမ်ရောက်တော့နာရေးအိမ်ကလူတွေကမနေဘူးပတ်စံကလည်းဘာရှိတယ်လဲမပြောနဲ့တစ်တာမှာရေးထားတဲ့နာမည်နဲ့အသက်ကငငယ်ရေမိတွေစင်ထားတဲ့လူကစင်လို့အဖိုးတန်ခုံတွေလည်းချထားတဲ့သူကချလို့လှုပ်တဲ့ကင်တဲ့သူတွေကလည်းလှုပ်လို့ကင်လို့တတော်ကိုငိုထားတဲ့မိမငယ်ကလေးကလည်းငိုလာတော့လှနေသေးတာမပြောနဲ့အသားကလေးများဆိုဝင်းမို့လို့ဩ ငငယ်ရွရွနဲ့လင်းကန်ဆိုးရှာတဲ့မင်းကလေးနဲ့လိုတောင်အောင်းမိလိုက်တယ်။အတူတူပါပဲလေ။ကျုံနဲ့ဘာထူးလို့လဲ။ကျုံလင်ကလည်းအသက်ရှင်နေတာပဲရှိတာပါ။တေတာနဲ့ဘာမှမထူးပါဘူး။ကျုပ်ကလည်းတက်တာကိုချလိုက်ပြီးတော့ရေလေးတစ်ပေါက်လောက်တိုက်ကြပါတော့။မောလိုက်တာကလည်းဟတ်ထိုးလိုက်နေပြီ။အဲ့ဒီမင်းကလေးကပဲရေယူလာပြီးတယ်။ပလင်းနဲ့ထည့်ထားတဲ့ရေပါ။ပလင်းကရေသီးတွေကလည်းအေးလို့ ေးလိုက်တဲ့ရေအေးပြပြီးချိုးနေတာပဲ။အော်ပတ်စံရှိတဲ့လူများရေတောင်အေးအောင်အောင်လှုပ်တောက်လို့ရတယ်။လမ်းစိတ်တောင်တော့45ကျပ်တန်တည်းရထုတ်ပြီးတယ်။အဲ့ဒီနေ့ကပဲနောက်တစ်ခေါက်တစ်တာလိုက်ဖို့ရသေးတယ်။ဒင်းကဘာစိတ်ကူးပေါက်တယ်မသိပါဘူးဒီတစ်ခေါက်လည်းလိုက်မယ်တဲ့။ဒီတစ်ခေါက်ပို့တဲ့အိမ်ကဆင်းရဲလိုက်တာတာလေးကိုလမ်းလို့အဲ့ဒီအိမ်သားလည်းရောက်တော့လူလည်းမရှိဘူး။ ကျုပ်ရွက်လာတဲ့တိတ္တာချမ်းကိုကြည့်ကလေးကအခြေအနေကိုကျုပ်ကသိပြီးသားပါ။ကာယကန်းရှင်ယောက်ျားကလည်းမူးနေလိုက်တာလူမှန်တော့မသိဘူး။ဗဇက်ကလည်းအတင်ရေအတင်ရေလို့ကျုံကျုံပြီးတော့အော်ခေါ်နေတာကလို့ရင်ကူညီမဲ့သူလည်းမရှိဘူး။အတင်ဆိုတာသေသွားတဲ့သူ့ရဲ့မိမနာမည်နဲ့တူပါရဲ့။လမ်းစီဆိုတာလည်းဝေယုံဘာစလိတ်ဘာကွာဆေးမှလည်းမရှိဘူး။ကျုပ်အဖို့ကတော့မဆမ်းပါဘူး။မြင်နေကြပဲဖြစ်နေကြပဲ။ မောင်ငယ်ကတော့စမ်းနေသလားမပြောတတ်ဘူး။စကားလည်းမပြောဘူး။နန်းမှာတော့ပတ်စံ၅ချက်၅ချက်နှစ်ခါတောင်းပြီးတော့အရက်တော့ဝဲတောက်တယ်။ဒါပါပဲ။ချိုတယ်လည်းမပြောဘူး။ခားတယ်လည်းမပြောဘူး။ကြာသာမိုးချိုဘာတွေတွေးပြီးတော့စကားတွေပြောနေမှန်းအောင်ကြုံမသိတော့ပါဘူး။ကြုံနာလည်းကြုံမယုံပါဘူး။အဲ့ဒီညာကအတင်းပြောတာပြောပါတယ်။မူးတော့မူးနေတာပေါ့လေ။ဒါပေမဲ့ညာကလေးကတခါမှအဲ့ဒါလိုမပြောဘူး။ သူပြောတာနေပါအောင်ပါတယ်။ကျုပ်စဉ်းစားမိတယ်။ပတ်စံရှိတဲ့လူတွေသေးတာပဲ။စင်ရတဲ့လူတွေသေးတာပဲ။တေးမငူနေတဲ့အလကားပဲ။လင်းနေမရအသက်ရှင်နေတော့ချစ်ကြဖို့လိုတာပဲလေ။မောင်ငယ်ကဒီလောက်ပဲ ပြောတာပါ။ဒါပေမဲ့ကျုပ်အဲ့ဒီနေညာကတညာလုံးအိတ်မပြောဘူး။တိတ်တော်လည်းမယုံပါဘူး။ဒင်းတောက်ကောင်ပြောတာပဲနေမှာပါလို့တွက်ပါတယ်။ အဲ့ဒီညာကတန်းစီအိတ်နေတဲ့ကျုပ်ကလေးတွေကိုကြည့်ရင်းနဲ့အရင်ယောက်ျားတွေကိုလည်းအောင်းမိမိရဲ့။ဘာပဲဖြစ်ဖြစ်ကျုပ်ချက်ကျူရာစာကျုပ်တဲတဲမှာနေပြီးရင်အရမ်းမမှန်ဝေပေးနေတဲ့ရက်တွေထဲမှာမောင်ငယ်ဒီစကားမျိုးတခါမှမပြောဘူး။အောင်းမယ်ဒင်းကဟုတ်တော့ဟုတ်တာမနဲ့မိုးလင်းလို့ကိုစံမောင်တို့အင်ရှိတက်တာဝဲသူလာတော့ကျုပ်ကနိုးနေနေပြီသား။မောင်ငယ်ကလည်းနိုးလို့တော့ရေပြုံပြုံကြီးတိလား။ အဲ့ဒီနေ့ကတက်တာရွတ်တော့အနီဘူးပြင်းပြင်းထဲမှာကျောက်ကတက်တာရွတ်လို့ကျောက်ရှိကမောင်ငယ်တက်တာအဖုံးပြင်းချားကိုဂျိုင်းညာညံ့လိုက်လို့ငိုင်းဆိုင်ငိုင်းဆိုင်နဲ့ဖောတော့ဖောရောင်နဲ့ဖက်နဲ့လည်းမပါဘူးကျောက်ရင်ထဲမှာတော့တလှက်လှက်နဲ့မောလို့မဟုတ်ပါဘူးပါရှင်လည်းမသိပါဘူးကျောက်စိတ်ထဲမှာစိတ်မကောင်းဖြစ်ပြီးတွေးနေလေရဲ့မောင်ငယ်ကို အရက်ပူပေးရအောင်မယ်လေတွက်သေးတယ်ခမရမောလဲမောနေရှာမယ်ထင်ပါရဲ့ဗောလေး